ာမစ်စပရက်ကောင် pregnancy နဲ့ prenatal series မှာပြန်လိုက်ကြိုးဆိုပါတယ်ဒီဘက်26 weeks 26ဘက်အတွက် highlight လေးကိုမျှဝေပေးတော့ကျင်ပါတယ်ဆိုတော့ဒီ26ဘက်မှာကျမတို့ကကြာတော့ကဲမှာ third trimester လေးကိုရောက်လာတော့မယ်ဆိုတော့26ဘက်မှာဆိုလို့ရှိရင် vanilla လဲဆိုလို့ရှိရင်6လောက်ွယ်ဖြစ်နေပြီနာကလေးမွေးဖို့အတွက်ဒါ due date ရဖို့အတွက်14ဘက်လို့သိရပေါ့နော်ဒီအချိန်မှာကလေးရဲ့အရှိရာ cell မှာလောက်ရှိနေပြီအထိတ်ကနေပြီးတော့6လောက်တိုင်းမှာဆိုလို့ရှိရင် weight က2ပေါင်နီးပါးဖြစ်နေပြီပေါ့နော်ဒီအချိန်မှာကလေးရဲ့မျိုးလုံးလေးတွေကလှုပ်နိုင်တယ်ဖွင့်နိုင်ပွင့်နိုင်ပေါ့နော်အဲ့လိုပုံစံမျိုး အာလုံနိုင်နေပြီမျိုးလုံးကမင်းလုံးမမြင်ရသေးဘူးဒါပေမဲ့လည်းဒီမျက်ခွန်လေးတွေကိုလှုပ်ရှားနိုင်ဒီချိန်မှာနောက်ချို့ရလေဒါအာဒီချိန်မှာ ultra sound သွားပြီးတော့ရိုက်တာမျိုးတွေလို့နော် 3D ultra sound တွေပါရိုက်တာမျိုးတွေလို့ပါလို့လည်းရှိတယ်ပေါ့လေဒါပေမဲ့ဒီချိန်မှာများတော့အဖြစ်တော့ ultra sound ကဒီချိန်မှာမရိုက်ကြတော့ ဘူးအပတ်20ပတ်မှရိုက်ကြတယ်20 20ပတ်မှပြီး growth scan လို့ပေါ့နော်ဒါမှပြဿနာရှိတယ်ထားပါတော့နော်ဟိုစီးကျိုးလို့ပါလို့အစောတွေကတိလာတာလို့ပါလို့ဒါမျိုးရှိတယ်နောက်ခါဒီချက်ကျိုးကပုံမှန်မဟုတ်တာလို့ placenta ကချင်းနိုင်ရပုံမှန်မဟုတ်တာလို့ဒါမျိုးဆိုလို့ရှိရင်သူတို့ ultrasound ၄ဘက်တစ်ခါရိုက်ခိုင်းတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့လေ ultrasound ကကွက်ကို option နဲ့ပေါ့နောက်ခုသိစေချင်တာကျွန်တော် ultrasound နဲ့ကွက်ကိုရိုက်လို့ရတိုင်းလေအငြင်းတန်းခဏခဏမရိုက်ပါနဲ့ပေါ့နော်ကျွန်တော်သွားပြီးတော့ခြား research တွေသွားပြီးတော့ကြည့်တဲ့အခါမှာလူတွေမှာတော့ဘာမှပြဿနာမရှိဘူးဆိုပေမဲ့ကြွက်တွေ မှာပေါ့နော်ဒါပြဿနာလေးရှိနိုင်တယ်ဆိုပြီးတော့တွေ့ထားတာ stress အောင်ဆိုတော့အခုချိန်မှာတော့ကြွတီမှာပဲတွေ့သေးတာပေါ့ဆိုတော့နောက်ပိုင်းကျရင်ကျွန်တော်တို့လေးလာတွေ့ရှိချက်တွေ့လာမယ်မြဘလို့ဆိုရတဲ့တရားမှုတွေရှိလဲဆိုတော့မသိနိုင်အောင်လေဆိုတော့ကိုတွေကဘလို့ရဘူးဆိုလို့ရှိရင်တော့ခဏခဏ scan လုပ်တာကောင်းတယ်ပေါ့နော်ဒီမှာမိဘအနေနဲ့ဘလို့ခန်းစားရမလဲဆိုလို့ရှိရင်ဒါစီခဏခဏသွားမယ် pressure တွေဖြစ်တယ်စိတ်လှုပ်ရှားမှုပြောင်းလဲမှုတွေရှိတဲ့ဒီချိန်မှာ emotional changes တွေပေါ့နော်ဒါတွေရှိနေအဓိကကတော့ငိုလိုက်ရီလိုက်ပေါ့နော်စိတ်တိုးလိုက်စိတ်တိုးနေလိုက် mood swing တွေပေါ့ဒါတွေဖြစ်မယ်ဒါတွေကလည်းပဲပုံမှန်ပဲချို့ဆိုလဲဒါစောစောစီးစီးဒါဒီချိန်မှာတွေက nesting instinct လို့ခေါ်တယ်။အရင်မေးဟိုကလေးအတွက်ဟို အင်းဒီဝစားလေးတွေကြိုးဝဲထားတာမျိုးလေးတန်ရှင်းလုပ်ထားတာမျိုးလေးအခန်းလေးပြင်ထားတာဒါလေးလည်းရှိနိုင်တယ်ဒါပေမဲ့များသောအားဖြင့် nesting ကတော့နော်ဟိုကလေးမွေးကန်ဒီဖွားကန်လေးဆိုပို့ပြီးတော့လှုပ်တက်ကြတယ်ပေါ့လေနော်ဒါပေမဲ့ချို့တွေလည်းဒီလိုစောစောစီစီကျမလည်းတော့လည်းကျမတို့လည်းတော့လည်းဒီ second trimester မှာလည်းကလေးအခန်းကိုမြင်ရတယ်ပေါ့နော်ဆိုတော့ခန်းရှုပ်ပွားနေတဲ့ခါကျတော့ပြန်ပြီးတော့ air gun ကို astro gun ပုံစံမျိုးဖြစ်နေတော့ဆိုတော့ကလေးခန်းပြန်ပြီးတော့လှုပ်သွားတယ်ဒါမျိုးရှိတယ်ဆိုတော့အဲ့လိုမျိုး nesting instant နဲ့အာဒီကလေးအတွက်ကြိုတင်မြင်စင်မှုလေးလှုပ်ချင်နေတဲ့မိဘကြီးလည်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်နောက်ကဒီ prison hill လို့ခေါ်တဲ့ bike gun ထက နာခဏကြုံကြုံပြီးတော့မာခဲသွားတာပေါ့နော်ဇာတ်လုံးပုံစံမျိုးဖြစ်တဲ့အဲခန်းစားချက်ဒါလေးတွေကလည်းပုံမှန်ပဲဖြစ်နေပါတယ်နော်အိတ်တာချွေတာလည်းအိတ်ကောင်းအိတ်နိုင်နေချွေကြတာလည်းအိတ်မပြောတာမျိုးတွေရှိတယ်အောက်ဆိုတဆောင်းတဆောင်းအိတ်ရတာပေါ့နော်စောင်းပြီးတော့အိတ်ရတဲ့ခါကျတော့အဲ့လိုမျိုးလည်းရှိနိုင်တယ်ဒါတွေကလည်းပဲပုံမှန်ပဲဖြစ်ပါတယ်နောက်ခုကကလေးရဲ့ဖွံ့ဖြိုးမှုကိုကြည့်မယ်ဆိုလို့ရှင်အာဒါသူတို့ spaghetti squash လို့တောင်တိုင်းတာပေါ့နော်ဒီဘယ်လောက်ကြီးလဲဆိုတော့ squash ဆိုဘူဒီလုံးဘူဒီမမသူကအာဒီ spaghetti squash ကတော့နည်းနည်းယူယူကျမတို့ဘူဒီတက်နည်းနည်းပူကြည့်မယ်ထင်ပါတယ်ဆိုတော့မျိုးပုံစံမျိုးလေး လိုတိုင်တိုင်းပေါ့နော်ဆိုတော့ဒီအချိန်မှာအဓိကကတော့ကလေးဟာကြီးထွားမှုဖြစ်စဉ်လို့နည်းနည်းလေးသိထားပြပါ යි လူကြီးရဲ့ပြောင်းလဲမှုကတော့အရင်ထူထူတော့မရှိဘူးချို့ဆိုလို့ရှိရင်လည်းဒါကျမတို့တကြားတကြားတဲ့စစ်တာမျိုးတွေစိုးစိုးစေးရမျိုးရှိတယ်ဒီအချိန်မှာဆိုတော့တကယ်လို့မှကိုက feel ဖြစ်ခဲ့တယ်စိုးစိုးစေးရတည်သွားတဲ့အခါမှာ feel ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သူတို့သုံးနိုင်ထပ်ပြီးသွားတော့စခိုင်းတယ်ပေါ့နော်သုံးနိုင်ထပ်ပြီးတော့စစ်ပြီးသွားတော့မှဒီဟာလည်း feel ဖြစ်တယ်ဆိုလို့ရှိရင်တော့ဘဝင်ဆောင်စီချူရှိရလို့တတ်မှတ်တယ်ဆိုတော့ကိုကျမတို့ကလက်ထိပ်ကိုအနဲ့ဖောက်ပြီးသွားတော့တကြားတဲ့စေးရမယ်ဆိုတော့အဲ့အကြောင်းလည်း video တစ်ခုထပ်ပြီးတော့ လုပ်ပြီးတော့ပြောပြသွားပါမယ်ဒီချိန်မှာ mate data လို့เนาะ pregnancy brain လို့ခေါ်တယ် mate data မျိုးတွေဒါတွေကလည်းပုံမှန်ပဲဖြစ်တတ်ပါတယ်ပေါ့เนาะဒီ26ပတ်မှာဆိုတော့ yeah ဒီ26ပတ်အတွက် highlight လေးကတော့ဘလောက်ပါမယ်အရင်ကတော့ချူချူတူတူမရှိပါဘူးပေါ့เนาะဟို exercise ဆက်လုပ်ပါလုပ်ရမယ်ဆိုလို့ရှင်လေအာတကယ်လို့မဟုတ်တခြားပါ exercise မှာမလုပ်ချင်ဘူးဆိုတော့ kigo exercise တွေကြိုပြီးတော့လုပ်လို့ရပါတယ် kigo exercise ဆိုတော့ကျမတို့ main mat ကိုဟို exercise လုပ်တာပေါ့เนาะ main mat ကိုမှရှိတဲ့ကြွက်သားကိုအဲ့လိုဆိုအဲ့လိုမျိုးများများလုပ်ထားလေးလေးကျမတို့ကလေးတွေအတွက်ရိုးရိုးမွေးမဲ့မိပါတွေအတွက်ပေါ့เนาะ ပို့ပြီးွားတော့လွယ်ကူလေးလေးနောက်တစ်ခါကျမတို့မွေးဖွားပြီးွားလို့ရှင်လေပြန်ပြီးွားတော့အနာကျက်ဖို့လို့ကြွက်သားတွေပြန်ပြီးကြုံနိုင်မှုအတွက်ကဒါ kiko exercise ကအရင်ကြီးကြည့်တယ်ဆိုတော့အခုက exercise တွေအရင်မလုပ်နိုင်ဘူးမလုပ်ချင်ဘူးဒါဆိုလို့ရှင်အနည်းဆုံး kiko exercise တွေတော့လုပ်ပေးပါဘောเนาะဆိုတော့ kiko exercise ဘယ်လိုလုပ်ရမလဲဆိုတဲ့ဗီဒီယိုလေးတွေကတော့အဲနောက်ထပ်အပတ်တွေထဲမှာသင်ပေးထားပါမယ်ဟာဆိုလို့ရှင်နောက်ပတ်ကြပါတော့ကြမယ်ဘိုင်